မင်္ဂလာပါတဲလေးတို့ဒါကတော့မုံရယရနာထီးရဲ့ဆေးလေးကိုပေါ့နော်ဆေးရတကယ်ကောင်းတယ်တကယ်ကိုကောင်းတာပါဗာလေးတွေကောင်းတယ်မြင်ပြောပြမယ်ပေါ့နော်ဒီမှာသူ့ရထုတ်ဖို့မှလည်းအရင်ကောင်းတယ်လေပြန်းလေငန်းနော်ရာနာအခုအဖိန်ပေါ့နော်မြင်းတို့ကနွေရသည်ဆိုရင်လည်းချင်ကြိုက်တာတို့ရာနာမိတ်တွေပါတယ်အဲ့ဒါလေးတွေလူးလို့ရတယ်နောက်တစ်ခုကဆေးကိုနန်းနာမတိုက်တဲ့သူဆေးပူလာမတိုက်တဲ့သူဆိုရင်မုံရယရနာထီးလေးကအရင်အဆင်ပြေတယ်တပုတ်တပေါင်းကွယ်တဲ့လေးလို့နော်နောက်တစ်ခုကကျတော့သူကလေဟိုပါပေါ့ အဲတနခါလေးလိုပဲလူရလေတနခါလေးလိုအရန်ကောင်းနေတနခါလူရရင်လေသေးနဲ့မတူနေဘူးဟိုသေးလူရတဲ့ပုံစံမျိုးဝုန်းဝုန်းဝါဖြစ်နေတော့တနခါလေးလိုတနခါအနှစ်ကိုလူရသလိုပဲသူကဒီမှာလက်သွေးလေးပါနော်သူအနှစ်ကလေးရတယ်မှာဒီမှာအပြင်သူဒီတမှာဝါရောင်းမလေးပါတယ်အဲ့ဒါလေးနဲ့မှုရတာဘူးသေးရမရဘူးဘူးကြီးတွေပဲရလို့ပေါ့နော်သူဘူးသေးနဲ့ဘူးကြီးတော့ရှိတယ်အရန်လည်းရောင်းရတယ်မြင်လို့ရှိမှဒါ အမုံရရနာသေးကတိုက်လို့တာဟိုအခုမှပေါ်တဲ့စင်မဟုတ်ပါဘူးဒီစေးကပုတ်ခဲ့တာနှစ်တည်းလဲကြာလာနေပြီဒါဟိုလဟောင်းတုံးတဲ့လူကြီးမိပါတယ်ဆိုတော်တော်များများတိကျတယ်ပေါ့နော်တချို့ဆိုရင်မျက်စိတွေ့ရမှာဟဲဒီစေးလေးဒီမှာရှိတာလားဆိုပြီးတော့ပြန်ဝယ်သွားကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒီမုံရရနာသေးလေးကလက်မြောင်းလာလဲတော်တော်ကြာပြီတော်တော်ကိုကြာပြီဒါသူ့ရဲ့ဒီမုံရရနာစေးရလည်းလုံးဝဒီမှာတဲလေးတို့ထောက်ခံချက်တွေလည်းအကုန်ပါပြီးသားပါနော်ဒီရထောက်ကန်ကြက်ဒီထဲမှာဆေးအညွန့်နေเนาะအထောက်ကန်ကြက်ကဒီမှာမူဘူးကမဆိုင်ရကြည့်ရ ဟိုဘာတွေမှလည်းပြည်တယ်အဲ့ဒါကတော့ဒီမဒီမှလည်းပါပါတယ်နော်သူ့ရဲ့ license number ဗီဒီယိုဆိုင်အဲ့တော့ဟိုတကယ်ကိုမှဟိုတုံးရတာကြိုက်ခဲနာကျင်တာနောက်တစ်ခုကတဲလို့အယိုးအစ်စ်တွေဥမာပေါ်ခောက်သွားတာတော့ပါသလိုအဲ့သူ့ရဲ့အနှစ်ကလေးကိုပုံပုံပြီးတော့လေအဲ့ဒီကလေးကိုပုံပုံပြီးတော့ပတိကလေးစီအဲရှာနာပုံပဲအဲ့အဲ့လိုမျိုးဆိုလာအဲ့ဒီပုံမှာအဲ့သူ့ရဲ့အနှစ်ကလေးကိုတိတ်တကယ်ကောင်းတာနောက်တစ်ခုဆိုဝက်ဆန်တွက်တဲ့ဘူး ပြီးဘူးလို့ထွက်လာမဲ့သူလေးဆိုအဲ့ဒါလေး online တော့သူပောက်သွားတယ်အဲမပောက်တဲ့ပူးလေးဆိုပြန်ပိန်သွားတယ်အဲ့လိုမျိုးလေးတော့ရှိတယ်လို့ဒါသုံးတဲ့သူတွေကတော့ပြောပြတာပေါ့နော်အဓိကကတော့မြင်းတို့ကြိုက်တာခဲတာလေဖျန်းလေငန်းညောင်းညာရှူလို့လည်းရတယ်နော်ရှူလို့လည်းရတယ်ဒါပေမဲ့တခုတော့ရှိတယ်မြင်းအနေနဲ့မြင်းကတော့ဆေးကိုပူမကြိုက်တာလေအဲ့တော့ तू ကတော့ရှူတဲ့ခါကျရင်တော့အရင်ကတော့အနဲ့မပြင်းဒါပေမဲ့အဲ့သူ့ရဲ့အဲ့မပြင်းတဲ့တင်းတင်းလေးရအောင်မှတက်တာအဲ့အဲ့လိုမျိုးလေးတော့ရှိတယ်ဆိုတော့ဒါပြပြတာနော်တဲလေးတို့ အိမ်လာဝဲလိမ့်စာလေးတွေကတော့ဇဘူတီတီရွှေချာပင်ဗရုံမလမ်းမပေါ်ကြီးမှာပါနော်ကစုဘူးလေးတို့မေးထားတာမန်နီပေါ့စုဘူးလေးတလုံး2000ခွဲပါနော်ပြန်ရောင်းချင်တဲ့သူလေးတွေကိုလည်းမြင့်10လုံးကလည်းစပြီးတော့နော်ပေးပါတယ်လို့နော်တဲလေးတို့အလုတ်ကိစ္စလူမှုရေးကိစ္စတွေနဲ့ပြောချင်ဖုန်းလေးတွေဆက်သွယ်ပေးပါနော်ဆက်သွယ်ရတာအများနဲ့တယောက်အဲ line လေးတွေကြက်တက်ခက်ခဲတယ်ဆိုပေမဲ့လည်းအလုတ်ကိစ္စလေးဆိုရင်တော့စာရင်းလည်းမပြောကြဘူးမြစ်တိုက်ရက်ခံပါတယ်ချက်ချင်းပြန်မကြည့်ပိုင်မကြည့်ပေးနိုင်တဲ့ခါကျရင်ဟိုတစ်ဖက်ကအမြင်တစ်မျိုးမြင်တတ်တယ်ပေါ့နော်ဒီဘက်ကဘလောက်လှုပ်ရှုပ်တဲ့ဘလိုလေးဆိုတော့သူတို့ကမသိ ိရှာဘူးအဲ့တော့မြင်ရရှင်းပြတာနော်ဒါသဘူတိတိရွှေချမယ်ဘရုံမလမ်းမပေါ်ကြီးမှာပါလို့ဒီမှာကြည့်ပြမယ်နော်ညို့အရှင်မှာဟာလိုမျိုးလေးခင်းထားပါတယ်ကာတက်လို့တော့ရတယ်နော်သေချာခင်းထားတာဒီကိနေလည်းထိုင်လည်းအရန်ရန်ကောင်းတယ်ဒီမှာဒါနော်မရှိမဆိုင်ပုတ်လည်းရှိပါတယ်ရှင်မြင်းတို့ရဲ့ဒီမှာရှိမှဆိုလည်းဒီမှာဆိုင်နေရှိတယ်လက်ထောင်းနဲ့ဆိုင်နေရောနော်ကားအဲကွန်စေးတဲ့ဆိုင်နေရောမြင်းတို့ဒီဘေးမှာဆိုရင်အဲပိုင်းရေတန်းရှိပါတယ်နော်ဒီမှာ ဒါတော့မြင်းတို့ဆိုင်လေးပါရှင်အကောက်ထဲမှာလည်းဖုန်းနံပါတ်တွေရှိပါတယ်တင်းငွေနေနေတဲ့အလုတ်ပိတ်တယ်ဖုန်းပိတ်တယ်အင်လာဝယ်လေးတွေကတော့ဝယ်လို့ရတယ်နော်အရင်ဟင်းကတော့တင်းငွေနေနေမရောပါဘူးရှင် ကိုပဲမင်းသမီးအဲအဲ့လိုမျိုးပေါ့နော်ကိုပဲစဖို့မှုအဲအဲ့လိုပြေးလိုက်လွှားလိုက်ချက်လိုက်ရှေ့ကိုပြေးလိုက်ဟိုပြေးလိုက်ဒီပြေးလိုက်ကုန်ကျန်းလိုရမလိုက်အများကြီးပေါ့နော်အမရောင်းတဲ့ပစ္စည်းတွေအကုန်လုံးအဲ့အတွက်ကြောင့်အမစာလေးတွေလည်းမမြင်နိုင်တာဖြစ်တယ်နောက်တစ်ခုကလူမှုရေးကိစ္စအလုပ်ကိစ္စတွေအဲပြောချင်နေဆိုရင်အိမ်လာလို့လည်းရတယ်လို့ဖုန်းလေးဆက်ပေးပါလို့မြစ်တာရက်ကနာဖုန်းကမနေ့ရှစ်ခွဲကနေည9နာရီတိဖြည့်ပေးတယ်တနေ့ကနေနေတဲ့အလုပ်ပိတ်ဖုန်းပိတ်တဲ့အိမ်လာဝယ်လေးတွေဝယ်လို့ရတယ်နော် အဲ့တော့အမကဘာပြောချင်တာလဲဆိုတော့အလုတ်ကိစ္စကြတော့အမတို့ကတယောက်နဲ့တယောက်ကိုပြောရတဲ့စကားတွေကအများကြီးပဲဒီလိုက်ညီမလေးပြောရတဲ့စကားတွေအများကြီးပဲအနှိမ်ဆုံးတဏှာကြီးလောက်အကြောင်းအရာပေါ်မှာမူတည်ပြီးတော့တဏှာကြီးနှစ်နာရီကတော့ကြာဦးကြာတဲ့အမဟာစကားပြောနိုင်ဆုံးစုရထားတာစာရေးတော့အရန်ပြင်းတယ်ဒါပြတော့ညလည်းအခုကပြင်းလို့မရေးတာမဟုတ်ဘူးအမမအားလို့ပြန်ပြန်နိုင်တာပြီးတော့အမကဗီဒီယိုကြောင့်ညာအနေနဲ့ပဲတင်တာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့နော်အဲ့ဒါကကျတော့ဟိုနောက်တစ်ခုက အဲဒီလိုမျိုးဟင်းနဲ့ပတ်သက်လို့အစဉ်ပြေးမပြေးကိစ္စတွေဆိုတော့မှမန့်နေမပြန်မပြောဘူးမန့်နေမှာလာရတဲ့သူမန့်ရဲ့ပိုင်ရှင်ရဲ့ CP တွေကိုပဲတွားလိုက်တယ်အကျိုးအကြောင်းအဆိုးကောင်းမေးလိုက်တယ်အဓိကကစားသုံးသူနဲ့ပြိုင်ရင်းလို့မရဘူးသူစိတ်ကျေနပ်အောင်အများနဲ့မတော်လုတ်ပေးရမယ်ဘာလို့လဲဆိုတော့ဒီမတ်မှာခွန်ကြီးခွန်ငယ်ပြန်ပြီးတော့စင်ကြီးတွေပေးနေရင်ပြဿနာတခြားမတ်တွေကိုဖိတ်ခေါ်တယ်လို့ဖြစ်တယ်။နောက်ဒါကတော့เนาะ ဒါကတော့အလုတ်ကနေရလာတဲ့အဲပေါ့နော်အတွေ့အကြုံတွေဖြစ်တယ်အဲ့ဒါအရင်လဲအေးချမ်းနဲ့စောက်သုံးသူလဲအေးချမ်းနဲ့ကိုလဲအေးချမ်းနဲ့ကို့အောက်ကလေးလဲအေးချမ်းနဲ့ကြည့်ရတဲ့သူလဲအေးချမ်းနဲ့အဲ့တော့ပြဿနာမှန်နေမခေါ်တော့ဘူးပြန်ပြီးတော့အဲ့ဒါတွေကပလိုင်းနေမပြန်တော့ဘူးအဲ့ဒါဆိုရင်တကယ်တမ်းကျပြဿနာဖြစ်အောင်လုပ်တာဘယ်သူမှမဟုတ်ဘူးကိုကိုယ်တိုင်ပဲဖြစ်တယ်နော်ကိုပြောမှသိတာကိုတင်မှသိရတယ်အဲ့လိုမျိုးလေးတွေပေါ့နော်အဲ့တော့အလုတ်ကိစ္စတွေဆိုရင်လည်းဒါကတော့အကားဆိုင်ပြောပြသွားတာပေါ့နော်အလုတ်ကိစ္စလေးတွေနဲ့ နော်အယောင်းဝယ်ကိစ္စလေးတွေဘာပဲဖြစ်ဖြစ်ပေါ့နော်အလုပ်ဖြစ်တာမဖြစ်တာနောက်တစ်ပိုင်းနော်အမကစကားနဲ့တယောက်နဲ့တယောက်ကိုပြောရတာကြိုက်တယ်အဲ့လိုစာနဲ့ကြတော့အယံပေါ့တယ်အလုပ်ပေါ်မှာလေးပေါ့တယ်အမကလည်းအាយပាយစီလာပကုံရှင်းပြတတ်တဲ့သူနောက်တစ်ခုကတစ်ဖက်လူရဲ့ခံစားချက်ကိုနားထောင်ပြီးမှအမအဲ့အလုပ်ကိုမပေးရင်တော့မှအဲ့ဒီသူရဲ့ခံစားချက်အခြေအနေပေါ်မှာမူတည်ပြီးတော့အမကအဲ့လိုအဲ ကူညီလိုက်တာပေါ့ခယူနာနဲ့အဲ့လိုမျိုးတွေအဲကြောင့်စကားပြောကြည့်မှသူ့ရဲ့စိတ်ရင်းကတကယ်အလုပ်ကိုတမန်မှုရှိတာလားသူ့မှာဘလို့အခက်အခဲတွေရှိလဲပြောကြည့်မှယင်ထဲကလာတဲ့လိုင်းတန်တွေကိုအမတို့ကနားနဲ့ကြားပြီးယင်ဘက်နဲ့ခံစားလို့ရတာစာနဲ့ကတော့အမအလုပ်ကိစ္စစာနဲ့ဘသူ့မှာမပြောပါဘူးညီမလေးနော်အဲ့ဒါပါလဲဆိုတော့အများနဲ့တယောက်ပြစ်တော့အမလည်းမပြောနိုင်ဘူးစာတွေဒီ TikTok message ဆိုလဲအမကြည့်တာမဟုတ်ဘူးစီးရင်းမာတွေပဲကြည့်တာ Viber message တွေဆိုလဲအမကြည့်တာမဟုတ်စီးရင်းမာတွေပဲကြည့်တာ အမအကြောင်းရအချင်းငယ်ပေါ်မှာတော့အမကတော့အကုန်ပြန်ပြောပြရတာပေါ့နော်ညဆိုရင်အမပြန်ဆက်တယ်ပေါ့နော်အဲ့လိုလေးတွေတော့ရှိပါတယ်လို့နော်ညီမလေးနော်ကျေးဇူးများကြီးတင်ပါတယ်နော်